ဆက်ပေးမဲ့တဲ့င်းကတော့မန်ယူအတွက်ပယ်နယ်တီကန်သေးသူအဖြစ်ဘရူနိုဖာနန်ဒက်ဆက်လက်တောင်းယူမယ်ဆိုတဲ့တဲ့င်းဖြစ်ပါတယ်။မဲယူနိပြအင်မိုရင်ကအသင်းကောင်းဆောင်ဘူနိုဖာနန်တက်ကပဲအသင်းရဲ့ပင်တိုင်းပန်နက်တီကန်သေးသူအဖြစ်တာဝန်ဆက်လက်ယူသွားမှာဖြစ်တယ်လို့ပြောကြားခဲ့ပါဗျ။ ဘူနိုဖာနန်တက်ဟာဘရက်ဖို့ဖူယန်တို့ပွဲတွေမှာပနတီကင်ခဲ့ရာမှာလဲချော်ခဲ့တာကြောင့်မယ်ရီရဲ့ပနတီပင်တိုင်ကန်သွင်းသူနေရာအတွက်အီမိုရီကပြန်လဲသုံးသက်နေပြီဆိုတဲ့သတင်းတွေထွက်ပေါ်လာတာကြောင့်အီမိုရီကဘူနိုဖာနန်တက်ကပဲဆက်တောင်းဝယ်ယူမှာဖြစ်တယ်လို့တုတ်ပြန်ဖြစ်ရှင်းခဲ့တာဖြစ်ပါတယ်။ အီမိုရီကဗရူနိုဖာနန်တက်ဟာပနတီနှစ်ကြိမ်နှဲချော်ခဲ့တာမှန်ပေမဲ့ပနတီကဲနာအကောင်းဆုံးသမမဖြစ်တယ်ဆိုတာကိုသက်သေပြထန်းသူဖြစ်လို့မယူမာသူပဲဆက်တောင်းယူမှာဖြစ်တယ်လို့ပြောကြားခဲ့တာဖြစ်ပါတယ်။ဘူနိုဖာနန်တက်ဟာမင်းကိုရရှိလာပြီးနောက်ပိုင်းပနတီ42ချိန်ကန်သွင်းခဲ့ရမှာ၄ချိန်မဲလဲချော်ခဲ့သူဖြစ်ပါတယ်။ ဒါပြင်ဘရူနိုဖာနန်ဒက်ဟာရာသမဘဝမှာတာမန်ပွဲချိန်အတွင်းရခဲ့တဲ့ဖန်နတီအချိန်80ကိုကန်သွင်းခဲ့ရမှာ62ချိန်အထိဝင်ရောက်ကတ်သွင်းနိုင်ခဲ့သူလည်းဖြစ်ပါရဲ့ရှင်ဒီသတင်းကိုတော့ငင်းကျောင်းကပေးပို့လာတာပါ